တရေသားဝိညာဉ်ကိုအစာမကျွေးရကိုးခဲ့မိလို့ဒုက္ခရောက်ခဲ့ရတဲ့ထိုင်းနိုင်ငံကအဖြစ်ပြက်ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင် M9 ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ကျမတို့ရဲ့အိန္ဒိချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကတော့အာလုံးတိချရတဲ့အတိုင်းပဲနှက်ကူးခွေမှုတွေဝိညာဉ်ဆိုင်ရာယုံကြည်မှုတွေအောက်လန်းအထက်လန်းနဲ့ပျော်ကပညာရက်တွေများစွာထွန်းကားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒီနိုင်ငံမှာစီးပွားရေးလက်လာဘတွေတိုးတက်စေဖို့စာမေးပွဲအောင်စေဖို့အကျွေးမြည်တွေကြည်စေဖို့ဆိုတဲ့ရည်ရွယ်ချက်အမျိုးမျိုးနဲ့ယုံကြည်ရာလူပုဂ္ဂိုလ်တွေအရာဝတ္ထုတွေဝိညာဉ်တွေကိုကိုးကွယ်ကြပါတယ်။ ဒီအထဲမှာဘိုက်ထဲကသရေသားအသေးကိုထုတ်ပြီးတော့ကိုးခွေတဲ့အယူအဆကတော့အတော်လေးနာမည်ကြီးပါတယ်။ဒီလိုမျိုးတွေးခင်ရကိုးခွေကြလို့လည်းမဖြစ်တဲ့အရာတွေဖြစ်လာရတာပါ။ဒီနေ့မှာတော့သရေသားဝိညာဉ်ကိုအစာမကျွေးပဲကိုးခွေမိလို့ဒုက္ခရောက်ခဲ့ရတဲ့ထိုင်းနိုင်ငံကလူတယောက်အကြောင်းကိုပြောပြခြင်းပါတယ်။ဆိုတော့ထုံးစံအတိုင်းဆောင်းလေးစုံနဇလေးတက်ဗီဒီယိုကိုစုံးတဲ့အထိအတူကြည့်လိုက်ကြရအောင်ပါ။ ဒီလိုမျိုးတရေသားကိုးကွယ်မှုကိုထိုင်းနိုင်ငံမှာကုမန်တောင်လို့ခေါ်ပြီးတော့မြန်မာလိုအသေးပေပြန်ရမယ်ဆိုရင်တော့ရွှေရောင်ကောင်လေးလို့အမည်ရပါတယ်။မိမဖွားခင်ဗိုက်သေးကလေးကတည်ဆုံသွားတဲ့တရေသားကလေးကိုအပြင်ကိုထုတ်ယူပြီးတော့မော်ပညာအစီရင်တွေနဲ့စီရင်ရပါတယ်။ပြီးတော့တဲ့အခါမှာရွှေချထားတဲ့ကလေးရုပ်လေးတွေကိုအဲ့ဒီတရေသားအလောင်းကိုဌာပနာထည့်ပြီးတဲ့အခါမှာစီးပွားလက်လာပါတဲ့စားတဲ့တပူတိုးလာစေဖို့အတွက်ပူဇော်ပါတာကြတာပါ။ ကုမန်တောင်အယူအဆကဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကထိုင်းနိုင်ငံမှာထွန်းကားခဲ့ရဖြစ်ပြီးထိုင်းလူမျိုးတွေကတော့တည်ဆုံသွားတဲ့ကလေးရဲ့ဝိညာဉ်ကိုဒီလိုကိုးကွယ်တယ်ဆိုတာကလူလောကတွေကမရောက်ခင်တည်ဆုံသွားခဲ့တဲ့အဲ့ဒီကလေးငယ်ကိုလေးစားရရောက်တယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့အများစုကတော့အဲ့ဒီလိုကလေးဝိညာဉ်ကိုကိုးကွယ်တာကထီပေါက်ခြင်းလို့ချဲပေါက်ခြင်းလို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ကိုးကွယ်ကြတာပါ။ ပြီးတော့ကလေးမီမဖွားနိုင်မဲ့တည်ဆုံသွားရတဲ့မိခင်ရဲ့ပိုက်ထဲကထုတ်ထားတဲ့ဒရေသားလုံးဖြစ်တာကြောင့်အဲ့ဒီအယုတ်ထဲမှာကလေးရဲ့ဝိညာဉ်ရောမိခင်ရဲ့ဝိညာဉ်မှရှိနေတတ်ပါတယ်။ဒါကြောင့်စားကောင်းတောက်ဖွဲတွေမပူစောမဆက်တဘူးဆိုရင်အိမ်မှာရှိတဲ့လူတွေကိုပြန်ခိုက်တက်တယ်လို့လည်းသိရပါတယ်။ဒရေသားကိုယုံလုံးသွင်းတဲ့နေရာမှာထန်းရိုးရာဆေးစိန်နီးတွေနဲ့မပုံမတူအောင်ပြုတ်လို့ပြီးတော့ခြောက်သွားတဲ့အထိမီးနဲ့အပူဘေးဘီမှအယုတ်သေးသေးကစီတမျိုးနဲ့တုတ်လိမ့်ပြီးတော့ရွှေချကြတာပါ။ ပြီးသွားတဲ့အခါမှာအောက်လန်းဆရာတွေကအဲ့ဒီကုမန်တောင်အယုတ်ကိုလိုချင်တဲ့လူတွေစီကိုဈေးကြီးကြီးနဲ့ပြန်ရောင်းကြပါတယ်တခါတော့ကနီရန်လိုအမိရတဲ့အထိုင်းကုန်တဲ့တူကစီးပွားတက်ချင်လာကြောင်းကုမန်တောင်အယုတ်ကိုဝယ်ပြီးတော့အိမ်မှာကိုးကွယ်ထားခဲ့ပါတယ်။ပထမတော့သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေဟာအချိန်တိုတွင်းမှာအောင်မြင်လာခဲ့ပြီးတော့အဆက်ဆက်အရရအဆင်ပြေနေခဲ့တာပါ။ဒါပေမဲ့နောက်ပိုင်းမှာတော့နီရန်ကဒီအယုတ်ကိုပူဇော်တာတွေအစာကျွေးတာတွေဆက်မလုပ်ခဲ့ရကြောင်းသူ့ရဲ့အိမ်မှာတရေတကောင်ရဲ့တောင်ကျန်းနာကိုစတင်ကြုံတွေ့ခဲ့ရပါတော့။ ညဆိုရင်ဘေးကမှမသိတဲ့ကလေးငိုတဲ့တွေကြာရပြီးတော့တခါတလေအရာဝတ္ထုတွေကသူ့အလိုလိုပြုတ်ကျနေတတ်ပါတယ်။နေရလဲအဲ့ဒီအရောက်ကိုမြစ်ထဲကိုလွတ်ပစ်ခဲ့ပြီးတော့ပြန်လာတဲ့ချိန်မှာသူ့ရဲ့ဆိုင်ကအကြောင်းရင်းရေရာမရှိပဲမီးလောင်သွားပြီးတော့ရှိသမျှအကုန်ပြောင်းသွားပါတယ်။အဲ့ဒီနောက်ပိုင်းကစပြီးသူ့လဲအဖျားယောဂါတခုဆွဲကပ်ပြီးတော့ နောက်ဆုံးမှာတော့သူဆိုင်အဟောင်းလေးတွေမှာပဲတည်ဆုံးသွားခဲ့ရပါတော့တယ်။ထိုင်းအစိုးရကကုမန်တောင်ကိုးကွယ်မှုကိုတရားမဝင်မှုလို့ထုတ်ပြန်ထားပေမဲ့ဒီနေ့ချိန်ထိကိုးကွယ်လျက်ရှိနေကြပါသေးတယ်။ဖုန်ကြီးတွေကတော့လူတွေဆွန့်ပစ်ထားတဲ့ကုမန်တောင်အယုတ်တွေကိုကျောင်းမှာဂါတာမန်တန်တွေနဲ့တင်းစီပေးထားပြီးဒီအယုတ်တွေကဝိညာဉ်တွေလွတ်မြောက်သွားအောင်ကြိုးပမ်းကြပါသေးတယ်။ မိတ်ဆွေတို့ရောကိုမန်တောင်ကူးကွယ်မှုနဲ့ပတ်သက်ပြီးတော့ကြုံမှုတော်မျိုးရှိပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်နောက်ထပ်လဲစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်